ကိုကအင်တာဗျူးမှာလည်းကြွေကျင်တယ် professional certification ကလည်းဘာမှမရှိထားဘူးဆိုလို့ရှိရင်ခါတာလေးနှော်ပြီးတော့ပေါ့နော် sense of humor လေးနည်းနည်းလေးထည့်ပြီးတော့ပါကြွေလို့ရတဲ့အရာတွေအများကြီးရှိတယ် University of YouTube ကနေသင်ထားတာဖြစ်တယ်ဒါမှမဟုတ် professor ChatGPT ရှိရနေပြီးတော့ငံလေ့လာထားတဲ့အများကြီးရှိတယ်ပြောလို့ရတယ်ကြွေလို့ရတယ်ဒါပေမဲ့ကိုမသိတဲ့မတတ်တဲ့အရာကိုရိုးရိုးတက်တာဖြေဖို့အင်တာဗျူးမှာအရင်ကြီးကြီး Hello people this is Crystal ဒီနေ့ဗီဒီယိုလေးမှာတော့နယူးဇီလန်မှာအလုပ်ရှာနေတဲ့ my people တွေအတွက် motivation ဆိုတာထက်ကိုခရစ်စတိုရိုင်းနယူးဇီလန်မှာအလုပ်ဆရှာတဲ့အခါမှာဘယ်လိုမျိုးပြင်ဆင်ခဲ့ရလဲဒီအခါမှာ interview တွေကိုဘယ်လိုဖြေခဲ့လဲဘယ်လိုအလုပ်မျိုးတွေရခဲ့လဲဆိုတာကိုခရစ်စတရဲ့ experience ကနေပြီးတော့မှ relate လုပ်ပြီးတော့အလုပ်ရှာနေတဲ့ my people တို့တွေ reality ကိုသိပြီးတော့ဘယ်လိုမျိုးတွေပြင်ဆင်နေတယ်လဲဘယ်လိုမျိုးတွေစူးစမ်းနေတယ်ဆိုတာကို experience sharing နေနဲ့ ဖြုတ်ပြပြီးသွားမှာဖြစ်ပါရဲ့ရှင်။ခရစ်ဆက်ကိုနယူးဇီလန်မှာအလုရှာရတာခက်လာဆိုတဲ့မိကွန်းကိုခရစ်ဆက်တကူစာအနေနဲ့ဖြေရမယ်ဆိုရင်နယူးဇီလန်မှာအလုရှာရတာမခက်ဘူးလို့ခရစ်ဆက် confidence ရှိနေပြောရတယ်။ဘာဖြစ်လို့လဲဆိုရင်ခရစ်ဆက်ခုနယူးဇီလန်ကိုရောက်တာနှစ်နှစ်မပြည့်သေးဘူး job interview လေးခုရတယ်အဲ့ဒီကနေပြီးတော့ job offer လေးခုရခဲ့တယ်ဒီ offer လေးခုထဲကနေမှခရစ်ဆက်အလုပ်၃ခုကိုခရစ်ဆက်ကိုယ်တိုင်လုပ်ခဲ့တယ်ဆိုတော့ ။ "तू ကအလုပ်ရမှာပေါ့။ तू ကရုပ်ခံနေရှိတာကို။ तू ကပြောတတ်ဆိုတတ်တာကို။ तू ကပြောရဲဆိုရတာကို။အဲ့လိုမျိုးဆိုရတဲ့အထက်ကိုမဖြစ်တာကိုညာဖြစ်တာကိုစရီကိုအသာထောင်း။ခရစ်ဆက်ဘလို့ပြင်ဆင်ခဲ့လဲ။ခရစ်ဆက်ဘက်ကဘာရီ skill တွေကိုဘလို့ပြခဲ့လဲအင်တာဗျူးတွေမှာ။စတဲ့အချက်အသေးစိတ်လေးတွေကိုခရစ်ဆက်လုတ်ခဲ့တဲ့အလုပ်၃ခုကနေပြီးတော့တစ်ခုချင်းစီပြောပြပေးခြင်းနဲ့ပြီးတော့ဗီဒီယိုနည်းနည်းရှေ့သွားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ လောက်တောင်းခုကိုတခုချင်းစီအပိုင်းလေးတွေဖြတ်ပြီးတော့မှခရစ်စရှယ်ရင်းလုပ်သွားပေးပါမယ်။ခရစ်စဘာလို့ဒီအကြောင်းကိုပြောရလဲခရစ်စရဲ့အလောက်အကြောင်းတွေဘာလို့ပြောရလဲဆိုလို့ရှိရင်ခရစ်စရဲ့ mind people တွေ reality ကိုသိပြီးတော့မှကိုပြင်ဆင်ကြရှိတာကိုပြင်ဆင်ဖို့လွယ်လွယ်နဲ့စိတ်တက်မကြဘူး။ပြီးလို့ရှိရင်ကိုမှရှိတဲ့ once are skill set တွေကိုဘယ်နေရာကနေဖြည့်ဖို့ဘလို့ thinking လေးတွေနဲ့ဘလို့ဖြတ်ထုတ်ဉာဏ်လေးတွေတုံးပြီးတော့ job interview မှာဘလို့ဖြည့်ရမယ်ဆိုတာလေးတွေကို သိစေခြင်းနဲ့ဆန္ဒတစ်ခုလေးနဲ့ဒီ sharing ကိုလုပ်ခြင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Christian New Zealand ရရောက်ချင်းမှာတုန်းကစပြီးတော့လုပ်ခဲ့တဲ့အလုပ်ကလေးအကြောင်းကိုပြောပြမယ်ဆိုတော့ Christian ရရောက်ချင်းမှာအလုပ်မရွေးခဲ့ဘူးကိုကစင်ကာပူမှာဘာလုပ်ဖဲလုပ်ခဲ့လုပ်ခဲ့ New Zealand experience မရှိသေးလို့ရှိရင်ကိုရဲ့ profession နဲ့ sign နဲ့အလုပ်ရှာဖို့အတွက်ကအချိန်ပေးရတယ်အလုပ်တွေကလည်း New Zealand experience မရှိလို့ရှိရင် မခန့်ကျင်ကြဘူး။ဘာဖြစ်လို့လဲဆိုသူတို့ရဲ့ work environment မှာ fit in ဖြစ်မဖြစ်ဆိုတာကိုမသိရတဲ့အတွက်ကြောင့်သူတို့က New Zealand experience မရှိဘူးဆိုရင်အာတိတ်မခန့်ကျင်ကြဘူး။ဆိုတော့ Chris ရဲ့ရရောက်ချင်းမှာပထမဆုံးအလုပ်ဖြစ်တဲ့ကိုဝါသနာပါတဲ့အလုပ်ကလေးကိုဒီရောမှာလုပ်ခဲ့တယ်။ဆိုတော့ဒီအကြောင်းလေးကို Chris ရဲ့ interview ကနေပြီးတော့ဆက်ပြီးတော့ပြပြပေးမယ်။ Chris ရဲ့ပထမဆုံးအာ ဒီကိုယ့်ရဲ့ professional ဆိုင်တဲ့အလုပ်ကိုရှာနေတဲ့အချိန်တော်တွင်းမှာပဲကိုဝါသနာပါတဲ့ကိုစိတ်ဝင်စားတဲ့အလုပ်ကလေးတွေကို explore လုပ်ဖို့အတွက်ကိုအကြံပေးတယ်အရင်ဗီဒီယိုတွေမှာလည်းပြောခဲ့ပြီးပဲ Chris Grant နဲ့လုပ်ခဲ့တယ်ပေါ့ဆိုတော့ဒီရောမှာအလုပ် interview ရခဲ့တယ်ဆိုတော့ဒီ interview ရတဲ့အချိန်မှာလည်း Chris ကိုယ်တိုင် well prepared လုပ်သွားတယ် interview မဖြည့်ခင်မှာဒီနေရာမှာ Chris ကျေးဇူးတင်စရာတယောက်ရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့မပြည့်ဖြို့ thank you so much မဖြိုခရစ်စတီယိုမှာအင်တာဗျူးရတဲ့အချိန်မှာမဖြိုရှီကိုဖုန်းဆက်တယ်မဖြိုရေခရစ်စတီယိုမှာအင်တာဗျူးရထားတယ်ခရစ်စက်ကိုအင်တာဗျူးအတွက် tips လေးပေးပါအောင်ဆိုပြီးတော့လမ်းပြီးတော့မေးတဲ့အခါမှာအမကအချိန်ပေးပြီးတော့မှခရစ်စက်ကိုတေချာရှင်းပြပေးတယ်ပြောပြပေးတယ်သင်ပေးတယ်ဆိုခရစ်စတာတွေကိုလေ့လာသွားတယ်အင်တာဗျူးသွားတဲ့နေ့မှာလည်းခရစ်စက်ကိုယ်တိုင် presentable ဖြစ်အောင်တေချာပြင်သွားတယ်မိကလှလှလေးလိမ့်သွားတယ် ီးတော့အာအင်တာဗျူးမှာလဲခရစ်စက်ကိုရိုင်းယူယူတတဖြေခဲ့တယ်။ယူတတဆိုတာကိုကဒီ makeup နဲ့ပတ်သက်ပြီးတော့ perfume နဲ့ပတ်သက်ပြီးတော့ experience အာမရှိဘူးပြီးတော့ professionally certification တွေဘာမှမရှိထားဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ကိုဘက်ကယူသားစွာပဲဖြေခဲ့တယ်ဒီအလုပ်လေးကတကယ်ပြောရရင်ဝါသနာအရင်ခံတဲ့ sales အလုပ်ဖြစ်တယ် ီးတဲ့အခါမှာခရစ်စိတ်အဲ့ဟာကိုနားလည်ထားတဲ့အခါမှာအင်တာဗျူးမှာဖြေခဲ့တဲ့အဖြေတရားပေါ့နော် story telling နေနဲ့တစ်ဖက်လူကိုဘယ်လိုရားမလဲဆိုတာလေးတွေကို um relate လုပ်ပြီးတော့မှာအင်တာဗျူးမှာတေချာရှင်းပြပြောပြခဲ့တယ် um from there i got a job so ဒီပထမဆုံးအလုပ်တစ်ခုမှာတင်မယ် my people တို့တွေအတွက် message တွေအများကြီးပါတယ်တိချက်ခရစ်စတအလုပ်မရွေးခဲ့ဘူး New Zealand ရောက်ပြီးချင်းနှစ်ပတ်အတုံးတွေမှာ interview ရတယ်။ I mean အလုပ်ဆရှာတဲ့အချိန်ပေါ့နော် February မှာအလုပ်ဆရှာတယ်။ဆိုတော့အဲ့မှာနှစ်ပတ်အတွင်းမှာပဲ interview ရတယ်။ပြီးတော့ job offer ရတယ်ပေါ့။ပြီးတော့နံပါတ်2ချက် interview အတွက်ကို well prepared လုပ်သွားတယ်။လိုအပ်ရင် professional advice ကိုအဲ့ဒီ profession ရဲ့ကျွမ်းကျင်သူစီကနေပြီးတော့လေ့လာဖို့သင်ယူဖို့ဝေမလေးခဲ့ဘူး ဒါတော့ခရစ်စက်ရဲ့ဘဝမှာခရစ်စက်ဖဖွားလေးတင်ပေးမှုတဲ့အရာလေးပေါ့နော် my people regret sharing လုပ်ပြီးခြင်းအဲ့ဒါဘာလဲဆိုတော့လူအောက်ချို့လို့လူပိမသိပါဘူးကိုကအရာအလုံးကိုတက်သည့်ကျွမ်းကျင်မနေဘူးကိုမသိတာနားမလဲတာရှိရင် professionally ဒီ네ပေမှာတက်သည့်ကျွမ်းကျင်တဲ့သူတွေစီကနေပြီးတော့အောက်ချို့ပြီးလေးလာတင်ယူပါမေးပါ ပညာတတ်တွေကျွမ်းကျင်တဲ့ legends တွေကအမြဲတမ်းကုညီလို့စိတ်အပြည့်ရှိကြပါတယ်။အဲနံပါတ်3တစ်ချက်အနေနဲ့ interview မှာရိုးသားပါ။ရိုးသားပါဆိုတဲ့နေရာမှာကိုကမတိတဲ့မတက်တဲ့အရာကိုဆရာသွားလုပ်လို့မရဘူး။ဘူးရှစ်တွေသွားပြောလို့မရဘူး။ Chris ရဲ့ဒီဒီရော interview မှာလည်းပုံဝင်လင်းလင်းပဲပြောတယ်ပုံဝင်လင်းလင်းပဲအယူအသတာပဲဖြေတယ်ငါမတော့ certification နေဘာမှမရှိသားဘူးဒါပေမဲ့ဒီမှာလည်းမရက်သွားဘူး နော်ကိုကမတိပါဘူးမတတ်ပါဘူးဆိုတာနဲ့နေမရက်သွားဘူးဒါပေမဲ့ဆိုပြီးဆက်ပြောတယ် but i am a fresh learner and i'm willing to learn ကိုမတင်ယူလိုစိတ်လေ့လာလိုစိတ်အပြည့်ရှိပါတယ်ကိုကတင်လွယ်တက်လွယ်ပါတယ်ဆိုတာကို interviewer ကိုလည်းသိချနားလည်အောင်ရှင်းပြတယ်ဘာဖြစ်လို့လဲဆိုရင် knowledge technical ဒီ skill တွေကလူတိုင်းကိုသင်ပေးလို့ရတယ် attitude ခုရဲ့ရိုးသားမှုဖြောင့်မတ်မှုဒီ attitude ကိုကပြင်ပေးလို့မရဘူးကိုကတင်ယူလူစိတ်အပြည့်နဲ့တင်လွယ်တက်လွယ်တဲ့သူဆိုလို့ရှိရင် interview ရတဲ့သူကလည်းကိုပုံမှာလေးစားမှုအပြည့်နဲ့ကိုကိုငှားချင်မှာပေါ့ဟုတ်တယ်မလားကျော် interview မှာရိုးသားပါဒါပေမဲ့တင်ယူလူစိတ်လေးလာလူစိတ်အပြည့်ရှိတဲ့တင်လွယ်တက်လွယ်တဲ့ဆိုတဲ့အကြောင်းကိုလည်း interview မှာထည့်ပြောပါနောက်ပြီးတော့နံပါတ်၄တစ်ချက်အနေနဲ့က အင်တာဗျူးမှာစကားကိုနားထောင်တက်ပြီးတော့မှကိုကဘလို့ပြန်ပြောတတ်အောင်လေ့ကျင့်မှာနားထောင်တက်တာနဲ့ပြန်ပြောတတ်တာလည်းမတူဘူးတစ်ဖက်သူကဗာမေးခွန်းမေးလဲဆိုတော့နားထောင်တက်ပြီးတော့မှကိုရဲ့ experience ကိုရဲ့ story နဲ့ relate လုပ်ပြီးတော့ငါ့အကြောင်းလေးနဲ့ဘလို့ဆက်ဆက်ပြီးတော့ပြောမလဲဆိုတာကိုလည်းလေ့ကျင့်တာပါတချို့အလုပ်တွေက technical by မတူရင်သာနေမယ် soft skill တွေကိုမှရှိတဲ့ transferable soft skill တွေကို relate လုပ်ပြီးတော့ဖြေလို့ရတယ်ဒါတွေကလေ့ကျင့်တာပါ soft skill ဘိုင်းနဲ့ပတ်သက်လို့ရှိရင်ဘာတွေရှိမလဲကိုမှဒါတွေကိုကိုကပြင်ဆင်တာပါကိုရဲ့ story လေးတွေကိုခေါင်းထဲမှာပေါ်ထားပါ ပြောကျင့်တာပါ hard skill ဘိုင်းမှာဆိုရင်ကိုမှတော့ဒီလို hard skill တွေမရှိထားဘူးဒါပေမဲ့ကိုကသင်လို့တက်လိုက်ပါတယ်ဆိုပြီးတော့ပြောပါဒါကတော့ Chris ရဲ့ပထမအလုပ်ဒီရောကနေပြီးတော့ ခရစ်ဆယ်ပေးခြင်းတဲ့ tips လေးဖြစ်ပါတယ် and ခရစ်ဆယ်ဒီရောမှာအလုပ်လုပ်နေရင်းနဲ့ပဲအဲတခြားအလုပ် office job တွေကိုရှောက်ခဲ့တယ်အဲ့ဒီမှာ0မှာ interview ရတယ်ပြီးတော့အလုပ်လုပ်ဖြစ်တယ်ပေါ့ဆိုတော့အခုဗီဒီယိုကလည်းရှင်းသွားပြီဆိုတော့နောက်ဗီဒီယိုလေးမှာ0မှာအလုပ်ဘယ်လိုရခဲ့လဲဒီ accounting company မှာ experience မရှိဘဲနဲ့ဘယ်လိုအလုပ်လျှောက်ခဲ့လဲအလုပ်ဘယ်လိုရခဲ့လဲဆိုတာကိုစက်ပြပြပြီးသွားမယ် and yeah stay tuned and don't forget to react comment and share thank you so much for watching my video and i'll see you all in the next one Ta-da.